အစောပိုင်းယာယီအပြစ်ခတ်ရဲစဲရေးတိုးပေါက်မှုကိုဖြစ်စေခဲ့တဲ့ပါကစ္စတန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အာဖဂန်နိုင်ငံသား၁၀ဦးထပ်မံတေဆုံးခဲ့ပြီးတဲ့နောက်ဒိုဟာမြို့မှာဆွေးနွေးမှုတွေအတွင်ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နှစ်ဖက်စလုံးက ချက်ချင်းအပြစ်ခတ်ရဲစေဖို့သဘောတူညီချက်ရရှိခဲ့ပါတယ်။တာဝါရှအိန္ဒိချင်းနှစ်နိုင်ငံဖြစ်တဲ့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ဟာသတင်းပတ်တစ်ပတ်ကျော်ကြာနေဆက်ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး2021ခုနှစ်မှာတာလီဘန်အစိုးရပြန်တက်လာပြီးနောက်ပိုင်း၎င်းတို့ရဲ့အစိုးဆုံးပဋိပက္ခဖြစ်လာခဲ့ပါတယ်။အောက်တိုဘာ18ရက်လေကြောင်းတိုက်ခိုက်မှုမတိုင်မီ48နာရီကြာအပြစ်ခတ်ရဲစေရေးဟာဒါဇင်နဲ့ချီတဲ့တပ်ဖွဲ့တွေနဲ့အရဲသားတွေကိုတေဆုံးစေတဲ့တိုက်ခိုက်မှုတွေကိုရပ်တန့်သွားစေခဲ့ပါတယ်။ ဒိုဟာမှာငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီးတဲ့နောက်ကာတာနိုင်ငံသားရေးဝင်ကြီးဌာနရဲ့အော်တိုဝါ19ရက်အစောပိုင်းမှာထုတ်ပြန်ချက်မှာနှစ်ဖက်လုံးကချက်ချင်းအပြစ်ခတ်ရဲစေဖို့သဘောတူညီခဲ့ပြီးနှစ်နိုင်ငံကြားထောက်ရငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုခိုင်မာစေတဲ့ရန်ဒီယာတွေကိုထူထောင်သွားကြဖို့သဘောတူညီခဲ့ကြပါတယ်လို့ဆိုပါတယ်။အပြစ်ခတ်ရဲစေရေးသေးချာစေရေးအတွက်လာမယ့်ရက်ပိုင်းအတွင်းနောက်ဆက်တွဲတွေးဆောင်ဆွေးနွေးမှုတွေလှုပ်ဆောင်ဖို့လည်းသဘောတူညီခဲ့ကြကြောင်းကာတာနိုင်ငံသားရေးဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ါကစ္စတန်ကာကွယ်ရေးဝန်ကြီးခေါဝါဂျာအစစ်ကလည်းအပြစ်ခတ်ရေးဆေးသဘောတူညီချက်ရရှိကြောင်းအတည်ပြုခဲ့ပြီးအော်တိုဘာ25ရက်မှာအစ္စတန်ဘူမှာထပ်မံတွေ့ဆုံသွားမယ်လို့ပြောပြခဲ့ပါတယ်။အာဖဂန်နစ္စတန်ကနေပါကစ္စတန်မျိုးပေါ်ကအကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်သွားမှာပါ။အင်းကြီးချင်းနိုင်ငံစလုံးကတဖက်စီရဲ့အထောက်အကူလေးစားသွားမှာပါလို့အစစ်ကလူမှုမီဒီယာမှာဖော်ပြခဲ့ပါဗျ။ အာဖဂန်နစ္စတန်ရဲ့ပြောရေးဆိုခွင့်ရှိသူစာဖီဟူလာမူဂျာဟစ်ကလည်းသဘောတူညီချက်လက်မှတ်ရေးထိုးကြောင်းအတည်ပြုခဲ့ပါတယ်။နှစ်ဖက်စလုံးကအချင်းချင်းရန်လိုတဲ့ဘလို့အပြုမှုမျိုးမှမလုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်လို့၎င်းကလူမှုမီဒီယာအိတ်မာဖော်ပြခဲ့ပါတယ်။အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနကလူမှုမီဒီယာအိတ်မာတင်ထားတဲ့တပ်ပေါ်မှာသဘောတူညီချက်လက်မှတ်ရေးထိုးပြီးတဲ့နောက်လက်ဆွဲနှုတ်ဆက်နေကြတာကိုမြင်တွေ့ရပါတယ်။